အလိုအလုံးမဲ့မင်္ဂလာပါရ30အတွင်းမှာအကျင့်ကောင်းတစ်ခုကိုဘယ်လိုမွေးမြူမလဲဟုတ်ပြီအဲ့တော့ရ30အတွင်းမှာကိုယ့်ရဲ့ဒီအကျင့်ကောင်းတစ်ခုပေါ့နော်အဲ့ဒါကိုကိုယ်မွေးမြူခြင်းနဲ့အဲရကျင်တယ်ဆိုရင်လောရမှာကပထမဆုံးတစ်ချက်အနေနဲ့ကရီမန်းချက်အသေးလေးတွေချဖို့လိုအပ်တယ်အဲ့တော့ရ30အတွင်းမှာမွေးမဲ့မွေးမြူမဲ့အကျင့်ကောင်းကိုရှင်းရှင်းလင်းလင်းသတ်မှတ်ရမယ်ပေါ့နော်ဥပမာကိုယ်က နေတိုင်းစာဖတ်မှာစာဖတ်မှာလားလေ့ကျင့်ခန်းလုံးမှာလားရည်မှန်းများတောက်မှာလားစတဲ့ရည်မှန်းချက်သေးသေးလေးတွေနဲ့စာဖို့လိုတယ်ရည်မှန်းချက်ကိုသေးသေးနဲ့စာဖို့လိုတယ်ဥပမာဒီနေ့ကိုစာဘလောက်ဖတ်မလဲစာမျက်နှာ၁၀မျက်နှာဖတ်မှာလားရည်ရဘယ်နှခွက်တောက်မှာလဲ၈ခွက်ဆိုလဲ၈ခွက်အဲ့လိုမျိုးရည်မှန်းချက်သေးသေးလေးတွေနဲ့ကျွန်တော်တို့အနေနဲ့စာဖို့လိုအပ်ပါတယ်အဲဘယ်လိုပြောမလဲ motivate ဖြစ်လာမယ်ပေါ့နော် ောက်တစ်ခုကကြတော့အတိမတ်ပြုမှုကိုခံစားပါတဲ့နံပါတ်5အချက်ကကြတော့အဲ့တော့ကိုလုံးနိုင်ခဲ့တဲ့အရာတွေကိုဂုံယူဖို့လိုတယ်ဥမာတပတ်လုံးရေများများတောင်းနိုင်ခဲ့ရင်ကိုကိုကိုစုချရမယ်ဒါကကိုကိုပို့ပြီးတော့အားတက်စေတယ်ဗောနော် ဟုတ်ပြီနောက်တစ်ချက်အနေနဲ့ကကျတော့အခက်အခဲတွေကိုရင်ဆိုင်ဖို့လိုတယ်ဥမာအကျဉ်းကောင်းတစ်ခုမွေးမြူဖို့အတွက်အခက်အခဲတွေကကြော်ရမှာပဲဒါပေမဲ့ဒါကိုရှောင်ပြေးမဲ့အစားရင်ဆိုင်ဖြည့်ရှင်းပါဥမာအလုံများလို့လေ့ကျင့်ခန်းမလုပ်ဖြစ်ဘူးဆိုရင်လည်းပဲဒီနေ့ကို90မိနစ်လောက်တော့ရင်ကရအောင်လုပ်မယ်ဆိုတော့စိတ်လေးမွေးမြူဖို့လိုအပ်တယ် ဟုတ်ပြီအဲ့တော့နံပါတ်9အချက်ကအကျင့်ကောင်းကိုကိုယ့်ရဲ့နေ့စဉ်ဘဝနဲ့ပေါင်းစပ်ဖို့လိုအပ်တယ်။ဥပမာလေ့ကျင့်ခန်းလုပ်တာကိုကိုယ့်ရဲ့မနက်ခင်းမှာမနက်ပိုင်းမှာလုပ်မဲ့လုပ်ငန်းစဉ်လုပ်ဒီလုပ်ငန်းစဉ်ပေါ့နော်လုပ်စဉ်တစ်ခုအနေနဲ့ထည့်ထားဖို့လိုအပ်တယ်။ကိုယ့်ရဲ့ဘဝထဲမှာကိုယ့်ရဲ့နေ့စဉ်လုပ်နေတဲ့နေထိုင်မှုဘဝထဲမှာပေါင်းစပ်ထားဖို့လိုအပ်ပါတယ်။ဟုတ်ပြီနောက်တစ်ချက်အနေနဲ့ကတော့အဲ့ဒီကိုလုပ်မဲ့ຢာတွေနဲ့ပတ်သက်လို့အတူတူစိတ်တူကိုယ်တူတငယ်ချင်းရှာဖို့လို့ လိုလိုရဲဆိုရင်လဲပါဘောနော်ကိုကိုကတော့တယောက်တည်းလုံနိုင်တော့လို့ဘောနော်အဲ့လိုမဟုတ်ဘဲနဲ့အဲကိုကပြင်းနေတာတော့ဘာလို့ဆိုရင်လဲပဲအတူတူလုံမဲ့တငယ်ချင်းကိုရှာအဲ့နှစ်ယောက်ပေါင်းပြီးတော့မပြင်းနဲ့ဘောနော်အဲ့တော့တယောက်နဲ့တယောက်အားပေးမယ်တောင်းဝန်ယူမယ်ဆိုရင်ပို့ပြီးတော့အောင်မြင်နိုင်ပါတယ်ဟုတ်ပြီနောက်တစ်ခုအနေနဲ့ကျတော့စိတ်ရှည်ရမယ်အဲ့တော့အကျင်ကောင်းတစ်ခုမွေးမြူဖို့အတွက်ဆိုရင် အချိန်ယူရတယ်ဖေးရှေပြီးတော့ဇွဲရှိဖို့လိုအပ်တယ်တခါတလေပြက်ကွက်သွားတယ်ဆိုရင်တော့ပြန်ပြီးတော့တဲ့ပြီးတော့စူးစမ်းဖို့လိုအပ်ပါတယ် ုတ်ပြီနောက်တစ်ချက်အနေနဲ့ကကြတော့အောင်မြင်လာလို့ရှိရင်လည်းချီးကျူးရမယ်ကိုကိုပေါ့နော်အဲ့တော့ရက်30ပြည့်သွားပြီကိုဘာတွေလောက်ခဲ့လဲဒီရက်30အတွင်းမှာကိုကိုယီမန်းထားတဲ့ယီမန်းချက်တွေကိုအောင်မြင်ခဲ့လားမအောင်မြင်ခဲ့ဘူးလားတကယ်လို့မအောင်မြင်ခဲ့တာမျိုးရှိမယ်ဆိုရင်လည်းအဲဒီဘာကြောင့်မအောင်မြင်ခဲ့တာလဲတလားစာပြန်ပြီးတော့သုံးသပ်ပြီးတော့နောက်ထပ်အကျင့်ကောင်းတွေကိုထပ်ပြီးတော့မွေးမြူမယ်ထပ်ပြီးတော့ကြိုးစားမယ်ပေါ့နော်အဲ့တော့အကျင့်ကောင်းတစ်ခုမွေးမြူမယ်အဲ့တော့ရက်30အတွင်းမှာကိုယ့်ရဲ့အကျင့်ကောင်းတစ်ခုကိုမွေးမြူနိုင်အောင်လို့ကြိုးစားမယ်ဆိုရင်ကျွန်တော်အခုပြောခဲ့တဲ့အချက်တွေကိုလိုက်လုပ်ကြည့်ခြင်းအပြင် တကယ်လိုက်လို့ကြည့်ခြင်းအပြင်အဲအကောင့်လည်းဖုန်းနိုင်ပါသေးလို့ဆိုတော့ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်